အားလုံးပဲမင်္ဂလာပါဗျာကိုစောရေးစွာ channel အားလုံးနှုတ်ထွက်စာကြည့်သူပါဗျာကျောင်းသင်ရေကျောင်းပြရအားလုံးပဲမင်္ဂလာပါဗျာကဲမနေ့ကတော့ကျွန်တော်တို့အချိန်နေကောင်းမဲ့အနေထားမှာရှိပါတယ်ဗျာကျွန်တော်ဗီဒီယိုထဲမှာတော့နှစ်ပွဲနိုင်နှစ်ပွဲနိုင်နှစ်ပွဲရှုံးဖြစ်မဲ့အနေထားပါမနေ့ကကျွန်တော် BSG ပွဲရလဲတော်တော်ကောင်းပါတယ်ဗျာ BSG နှစ်ကိုးလောက်ကျွန်တော်တို့ကိုးသွင်းတဲ့အနေထားရပြောမှာဆိုရင်တကူးရတယ်ပန်နတီအနေထားရဆိုရင် နှစ်ကိုးလောက်ပေးရမယ်အနေထားပါเนาะဘာဖြစ်လို့လဲတော့မပြောတတ်ဘူးပေါ့เนาะဒါတော့ဒိုင်းသူကြီးရဲ့ဆုံးဖြတ်ချက်ဒီကြောင့်ဝင်နေပါလိမ့်မယ်ဘာပြောကျွန်တော်တို့တော်တော်လေးကိုဘလုံးပွဲရတပြီးခဲ့တဲ့ပွဲစဉ်တွေပဲဖြစ်ပါရကျွန်တော်ဘယ်နည်းဆိုရင်ဘန်မြူနစ်ပေါ့เนาะတော်တော်လေးကောင်းတာတွေ့ရပါတယ်ကဲဒီနေ့မှာဆိုတော့ကျွန်တော်ယူရိုပါလိယူရိုပါကွန်ဖရင့်လိပေါ့เนาะတော်တော်လေးဟိုမှာများများဆဆောက်ရှိတဲ့အနေထားမှာရှိတယ်ကျွန်တော်ယူရိုပါလိပေါ့เนาะယူရိုပါလိကိုကျွန်တော်အတူချုံးလေးတင်ကျွန်တော်ပြောပြပေးသွားမယ်အနေထားမှာရှိတယ် အဲအဲ့ဒီတဲမှာကျွန်တော်တို့အခြေသုံးဖြစ်မဲ့ပွဲပေါ့နော်ကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးမှာတော့နှစ်ပွဲလောက်ပေါ့နော်ကျွန်တော်ရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်နောက် channel ကျွန်တော်မောင်းခတ်နဲ့အနီးကတော့ဒီတိုင်းပဲထုံးစံတိုင်းပဲပေါ့နော်တင်ပေးမဲ့နေထားမှာရှိပါတယ်ဗျာကျွန်တော်ငင်းကျွန်တော်ရဲ့အကြိုက်မလို့ရှင်ဘက်ကံမှုလေးကျွန်တော်ပြောပြရစီဗျာ ီနေ့ပွဲစဉ်တွေကပြောရမယ်ဆိုရင်တော့ယူရိုပါလိမှာပေါ့နော်1 2 8ရခဲ့တဲ့အသင်းတွေကဒီနေ့မှာဆိုရင်တော့ဝေးဝင်းနေပါနော်ဝေးဝင်းရနေပြီးတော့ရှင်ပြန်ရမယ့်နေသားမှာရှိပါတယ်။တော့ playoff တွေကစားရပြီးတော့တက်လာတဲ့အသင်းတွေကတော့ဒီနေ့မှဆိုရင်တော့အင်ဝင်းနေပါပေါ့နော်။ရှင်ပြန်ရမယ့်နေသားမှာရှိတယ်။ဒါကြောင့်ကျွန်တော်တို့1 2ရခဲ့တဲ့အသင်းတွေကပေါ့နော်တော်တော်လေးဟိုမှခက်ခက်ခဲခဲရင်ဆိုင်ရမယ့်ပွဲစဉ်တွေဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ပွဲစဉ်တွေအရပြောမယ်ဆိုရင်ကိုးပေါင်းပေါ့နော်။ကိုးပေါင်းစည်းအရတော့ ကိုပေါင်းအောက်တည်းကလည်းတော်တော်လေးကောင်းတဲ့အနေအထားမှာရှိတာကိုကျွန်တော်တွေ့ရတယ်။အဲကြောင့်ကျွန်တော်ရွေးတဲ့အနေအထားမှာကျောင်းသင်ငယ်ချင်းတွေအော်ကွန်မန့်ပေါ့နော်။အော်ပဲချိန်တဲ့ကုစော်ကြီးဆိုပြီးတော့မမှန်ကြရတယ်ပေါ့ဗျာ။အဲဒါလေးတော့ချွင်းချက်နေနဲ့ပြောချင်ပါတယ်ဗျာ။ကျွန်တော်အစောပွဲတွေအစောပွဲပွဲစဉ်တွေအရင်ပြောရမယ်ဆိုရင်တော့ Isaac Akema နဲ့ Spa ဒီပွဲစဉ်မှာဆိုတော့ Spa ကကျွန်တော် level 5မှုရှုံးရနေပြီးတော့အခုချိန်မှာ level 80လောက်ဖြစ်လာတဲ့နေရာရှိတယ်။ဂူပုံစီရ၃လုံးတည်ရနေပြီးတော့ သုံးလုံး၅မှုနိုင်အထိကျလာတဲ့အနေထားပါရှိတယ်။ policy ကတော့ငြိမ်သက်နေပြီးတော့ကိုပေါင်းစည်းရပါတော့။ကိုပေါင်းစည်းကတော့တော်တော်လေးကျသွားတာတွေ့ရတယ်။ဒီချက်တွေကြီးရမယ်ဒီနေ့ပွဲဟာပါတော့။ကျွန်တော်ကိုပေါင်းအောင်မဲ့အနေထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစီ။ဘာဖြစ်လို့လဲဆိုတော့ spa ဟာပြောရမယ်ဆိုတော့တော်တော်လေးပေါ့နော်နောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်တော်တော်လေးငြိမ်လာတဲ့ spa ဖြစ်တယ်ဆိုတော့ကျွန်တော်ငွေကြေးကြောင့်ပြီးအတီးဆုံးဖြစ်မှာပါ။ဒီနောက်ပိုင်းကျွန်တော်တို့ဇန်နဝါရီပြောင်းရွှေ့မှာဒန်ဆိုပေါ့နော်ဝယ်လိုက်တဲ့ အနေထားရပြောမယ်ဆိုရင်နောက်ပိုင်းပွဲစဉ်တွေမှာနောက်တန်းပေါ့နော်တော်တော်လေးငြိမ်လာလို့တွေ့ရသလိုကျွန်တော်ရှေ့တန်းမှာဆိုလည်းတော်တော်လေးကောင်းနေပေါ့နော်မတ်တီတဲတို့ဘာလို့ဝေထားတဲ့အနေထားတွေရပါပေါ့နော်တော်တော်လေးအဆင်ပြေလာတဲ့အနေထားမှာရှိတာကိုကျွန်တော်တွေ့ရတယ်ဒီနေ့တည်းကကျွန်တော်ပြောရမယ်ဆိုတော့တစ်ချိန်ကျွန်တော်အရှိမတွေ့ပြီးဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့နှစ်ဆယ်လပိုင်းမှာ တွေ့တဲ့အနေအထားမှာဆိုရင်စပါခွင့်ပါပေါ့နော်ဝန်ကားမှုရှုံးပေးခဲ့တဲ့စပါ10နဲ့နိုင်ခဲ့တဲ့အနေအထားမှာရှိတယ်ရီချာဒီဆန်ရဲ့ဂိုးနဲ့ပေါ့နော်နိုင်ခဲ့တဲ့အနေအထားမှာရှိတယ်အဲကေမာလည်းပြောရမယ်ဆိုတော့အဲကေမာအိမ်ဝင်ကစားပုံပေါ့နော်တော်နောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကောင်းတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့ကျွန်တော်တို့သုံးပွဲဆက်ပေါ့နော်ဟော်လန်လီပွဲနှစ်ပွဲရဲ့ကျွန်တော်ဟော်လန်ကပ်တစ်ပွဲမှာဆိုရင်တော့အကြီးကျထားတဲ့အနေအထားမှာတော့ရှိတယ်ဘောလည်းရှုံးတဲ့အနေအထားမှာရှိပါတယ်ဗျအဲကေမာကကျွန်တော်ရှုံးထွက်ပွဲစဉ်ပေါ့နော် ဖြတ်တန်းလာတဲ့ playoff ပွဲစဉ်တွေမှာဆိုရင်တော့ Galatasaray ပေါ့နော်ကျွန်တော်တို့ Turkey club ထိပ်သီးအသင်းဖြစ်တဲ့ Galatasaray ကိုကြော်ဖြတ်ပြီးတော့အနိုင်ရပြီးတော့တက်လာခြင်းဖြစ်ပါတယ်ဗျာနှစ်ကြော်ပေါင်းကျွန်တော် twin goal နေထား twin goal နေထားကြည့်မယ်ဆိုရင်6 goal ထိရရှိတာပြီးတော့ pay goal ကျွန်တော်3 goal ခွင့်ပြုထားတဲ့အကမှာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။အိမ်ဝင်းဖောင်ပေါ့နော်။အိမ်ဝင်းဖောင်အနေထားရကြည့်မယ်ဆိုရင်မဆိုးတဲ့အနေထားမှာရှိတယ်။အိမ်ဝင်းအားလုံးပေါင်းကျွန်တော်ယူရိုပါလိအားလုံးပေါင်းပေါ့နော်။ကျွန်တော်ရှုံးထွက်ပွဲအပါဝင် ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်၅ပွဲ အနေထားအရပြောမှဆို၄ဘွဲ့နိုင်တပွဲတည်ကြာတာတွေ့ရတယ်။ဒါကြောင့်ဒီနေ့ဘွဲ့ကပြောမှဆိုတော့စပါးအနေနဲ့တော်တော်လေးကိုမှခက်ခက်ခဲခဲကစားရမယ့်ပွဲစဉ်တပွဲဖြစ်လာမှဆိုတော့တည်တာထင်ရှားစေတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ဘွဲ့မှာဆိုတော့ကျွန်တော်အခဲမာဘော်ဒီရောရွေးချယ်ပြလိုက်တယ်။ဂိုးပေါင်းစည်းအရတော့ဂိုးပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ပြလိုက်ပါတယ်။ဒီဘွဲ့ကကျွန်တော်ဝမ်းဝမ်းလောက်မှန်းထားတဲ့အနေထားမှာရှိပါတယ်ဗျာ။နောက်တစ်ခါတော့ကျွန်တော်ရေးဆိုစီတက်နဲ့ကျွန်တော် မန်ချက်စတာယူနိုက်တက်ရဲ့ပွဲစဉ်တော့တုံးသက်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့ဆိုစီတက်ကကျွန်တော် level ကိုပြ၂၀လောက်ပေးထားနေပြီးတော့အခုချိန်မှာဆိုတော့ level 80လောက်ဖြစ်လာတဲ့အနေအထားမှာရှိတယ်တော်တော်လေးကြီးတက်လာတဲ့အနေအထားပါကိုပေါင်းကြီးရတော့နှလုံးငါမှုရှုံးကတော့ဒီတိုင်းပဲပေါ့နော်နှလုံးငါမှုရှုံးပါပဲငင်းတက်နေတဲ့အနေအထားမှာရှိတယ်နှလုံး60 60လောက်အနေပေါ့နော်ငါမှုရှုံးလောက်တော့ဖြစ်လာတဲ့အနေအထားမှာရှိတယ်ဒီနေ့တင်ကျွန်တော်ပြောရမယ်ဆိုတော့ထိထိတွေ့ဆိုမူဟတ်တူဟတ်တွေရှိတဲ့အနေအထားမှာရှိတယ်။ပြန်ယူရိုပါလိနဲ့ကျွန်တော်ချန်ပီယံလိတွေပါနှစ် တွေ့ဆုံထားခြင်းဖြစ်ပါတယ်ဗျာတွေ့ဆုံထားတဲ့အနေအထားကိုကြည့်မယ်ဆိုရင်6ချိန်တွေ့ဆုံထားတဲ့အနေအထားမှာမန်ယူကကျွန်တော်3ချိန်နိုင်ပြီးတော့2ချိန်သေးကြတာတွေ့ရတယ်ဆိုစီတက်ကကျွန်တော်တို့2ချိန်နိုင်ထားတာတွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော်မန်ယူကကျွန်တော်ဒီနေ့တော့အตาရထားတဲ့အနေအထားလေးတော့ရှိတယ်။ဒါပေမဲ့ Manchester United အနေနဲ့ပေါ့တော်တော်လေးခြေစွမ်းပိုင်းအရအားလုံးလည်းသိပါတယ်။ကျွန်တော် FA Cup ကလည်းထွက်ထားပြီးပရီးမီးယားလေးကလည်းအဆင့်ပေါ့နော်ကျွန်တော်9 6 9တော့မှ ဝင်မမလားတော့မပြောနိုင်ဘူးပေါ့နော်။ဒါကြောင့်တော်တော်လေးဒီနေ့ပွဲကတော့မန်ယူနေနဲ့လည်းအကောင်းဆုံးကျွန်တော်တို့ကစားလာမယ့်အနေအထားမှာတွေ့ရတယ်။မန်ယူကဒီဘက်ဖြစ်လို့ရှိရင်တော့အာဆင်နယ်နဲ့တော့ကံရဖို့ရှိတယ်။ injury ဘိုင်းအနေအထားရလည်းပြောမယ်ဆိုရင်တော့ injury ဘိုင်းမှာတော်တော်လေးအချိန်ကြီးဆိုးနေတဲ့အနေအထားမှာရှိတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာတော့ပြီးခဲ့တဲ့ပွဲပေါ့နော်။ဖူဟန်ရဲ့ပွဲမှာမပါဝင်နိုင်ခဲ့တဲ့ဒေါကူဒီနေ့ပွဲမှာတော့ပါလာမယ့်အနေအထားမှာရှိတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲကတော့ အိမ်ကွင်းပေါ့နော်ဆိုစီတဲ့အနေနဲ့အိမ်ကွင်းဖောင်ကိုလည်းမဆိုးတဲ့အနေထားမှာရှိရှိတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ကျွန်တော်ဟာတူဟာဒီမှာတော့ရှုံးနေထားတယ်ဆိုပေမဲ့လက်တင်းမှာတော့မန်ချက်စတာယူနိုက်တက်ကိုအကောင်းဆုံးပေါ့နော်တုတ်ပြန်ကစားလာမယ့်အနေထားမှာရှိတယ်။နောက်ပေးထားတဲ့ဂျီရတော့ရေးစလီတော့နည်းနည်းများတယ်ဆိုပေမဲ့ဒီနေ့ပွဲကကျွန်တော်တို့1-0 1-1ဖြစ်မဲ့အနေထားပါကျွန်တော်ဂိုးပေါင်းတော့ဂိုးပေါင်းအောက်ကိုကျွန်တော်လေးသဘောကျတဲ့အနေထားမှာရှိတယ်။ဒါမှမဟုတ်ကျွန်တော် body ဆိုရင်ပေါ့နော် body ဆိုတော့ကျွန်တော် society ပေါ်ရီကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာဆက်ထရာဘူဂါရက်နဲ့ကျွန်တော်လိုင်ယန်တို့ပွဲစဉ်တော့သုံးသက်ပေးဆော်ပေးတော့ဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့လိုင်ယန်ကကျွန်တော်တို့180နိုင်ပေးထားတယ်ကိုကောင်းစီရပြောမယ်ဆိုတော့3လုံး80နိုင်ပေးထားတာတွေ့ရပါတယ်အခုချိန်မှာဆိုရင်တော့လိုင်ယန်ရဲ့ကြေးကကျွန်တော်တေရှုံးပေါ့နော်တေရှုံးကြီးကြလာတယ်လို့ကိုကောင်းစီလည်းဒီလိုပါပဲနှလုံးရှုံးထိကြလာတာတွေ့ရပါတယ်စုံကြလာတဲ့အနေထားပါအဲတော့ကျွန်တော်ဒီနေ့ဒီချိန်လေးကိုကြည့်ရမယ်ဆိုရင်တော့ ဒီနေ့သင်ရလဲပြောမယ်ဆိုတော့ကိုပေါင်းအောက်ပေါ့နော်တော်တော်လေးကောင်းတဲ့အနေထားမှာရှိတယ်ဒီနေ့သင်ကျွန်တော်ထိတဲ့တွေ့ဆုံမှုဟာတူတူရကျွန်တော်တို့ပြောမယ်ဆိုတော့၄ချိန်လောက်တော့တွေ့ဘူးတယ်ဒါ UC ရမှာပေါ့နော်ကျွန်တော် Champion League မှာတွေ့ပြီးစုံထားတဲ့အနေထားမှာရှိတယ်ဒါလည်းတော်တော်လေးတော့ကြာပါပြီ2006 2008မှာတွေ့ရဆိုတော့တော်တော်လေးတော့ဝေးသွားတဲ့အနေထားမှာရှိတယ်ဒါကြောင့်ကျွန်တော်မပြောတော့ပါဘူးကျွန်တော် Strava ကရဲ့အနေထားကိုကြည့်မယ်ဆိုရင်ဒါတိကျထင်ရှားစီတော့နော် Champion League ပါတော်တော်လေးမှွေနှောက်ခဲ့တဲ့အနေထားမှာရှိတယ်နောက်တစ်ချက်အနေနဲ့ သူရဲ့ကျွန်တော်ရိုမေးနီးယားလိမာဆိုလဲအဆင့်တနေရမှာယက်တည်နေတယ်ဒီပွဲပြီးလို့ရှိရင်နောက်တစ်ပွဲပဲကြံတော့တယ်ပေါ့နော်ချန်ပီယံဖြစ်ဖို့ကအဲ့ဒီပွဲပဲသူအာယုံဆိုင်မလားပြီးတွေးဆုံမဲ့အသင်းအားလဲအဆင့်နှစ်ကအသင်းနဲ့တွေးဆုံရမယ်ဆိုတော့ဒီပွဲစဉ်ကမ်းမဲ့နေထားရပြောရမယ်ဆိုရင်ပွဲပန်းမဲ့နေထားလေးရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဗျာများမဲ့အနေထားလေးမှာတော့ရှိတယ်ဆာရှာဘူဂါရဲအနေနဲ့ပေါ့နော်အိမ်ဝင်းမှာတော့အကောင်းဆုံး တော်ကစားမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ပြီးခဲ့တဲ့ကျွန်တော်တို့ playoff ပွဲစဉ်မှာဆိုတော့ POKO တော့သူကနှစ်ကြော့လုံနိုင်ပြီးတော့ဗောနော်တက်လာတဲ့ Satra Buka တော့ဖြစ်တယ်ဆိုတော့တွေ့ရတယ်။အင်ဝင်းအနေထားအရပြောမယ်ဆိုတော့ Man U တက်တင်းတဲ့ဟိုပဲရှုံးထားတဲ့ Satra Buka တော့ဖြစ်တယ်ဆိုတော့လည်းတွေ့ရတယ်။ Lion ကလည်းကျွန်တော်ပြောမယ်ဆိုတော့ Bowen Form ဗောနော်ကျွန်တော် Europa League မှာရှုံးပွဲမရှိထားတဲ့ lion ဖြစ်တယ်ဆိုတော့တွေ့ရတယ်။ Carafa အနေထားတွေကလည်းမဆိုးဘူးပေါ့နော်။ဒါကြောင့်ဒီနေ့ပွဲဟာလည်း တော်လေးတော့ risk များပါတယ်ကျွန်တော်တည်ရှုံးပေးထားတဲ့အနေထားအရဘာမှမဆိုဖြစ်သွားနိုင်တယ်ပေါ့နော်ကိုပေါင်းစည်းရနှလုံးရှုံးပေးထားတဲ့အနေထားအရပြောမှာဆိုဒီနေ့ပွဲကကိုပေါင်းနည်းမဲ့ပွဲစဉ်တစ်ပွဲလိုပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်11ပေါ့နော်1110ဖြစ်မဲ့အနေထားပါနှလုံးထက်မပူနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့်အော်ဆက်ထရာဘူဂါရာတော့ကျွန်တော်စွန်စားပြီးတော့ကျွန်တော်ရွေးချယ်ပြလိုက်တယ်ကိုပေါင်းစီအရာပြောမယ်ဆိုတော့ကိုပေါင်းအောက်ပါဗျာနောက်တစ်ခါကျွန်တော်ဖီနာဘာချီနဲ့ ရိန်ဂျာရပွဲစဉ်အတွက်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ဆရာကြီးမော်ရင်ဟိုရဲ့ဖီနာပါချီရနေပြီးတော့လေရှုံးလောက်နေပြီးတော့အခုချိန်မှာဆိုတော့130နန်းလောက်ထိတက်လာတဲ့အနေအထားမှာရှိတယ်ကိုပေါင်းစီအရာပြောမှာဆိုရင်လည်းဒီလိုပါပဲကျွန်တော်သုံးလုံးငါးမှုနန်းလောက်နေပြီးတော့အခုချိန်မှာဆိုတော့သုံးလုံး30နန်းလောက်ထိတက်လာတဲ့အနေအထားမှာရှိပါတယ်စုံတက်လာတဲ့အနေအထားပါမော်ကြီးအတင်းကျွန်တော်ဖီနာပါချီရတော်တော်လေးကောင်းတဲ့ဖောင်တွေပေါ့နော်တော်တော်လေးကောင်းတာတွေ့ရတယ် ကျွန်တော်အစင်းနဲ့နေရာမှာယက်တည်နေတယ်နောက်တစ်ချက်ကျွန်တော်တို့သူ့အပေါ်ကပေါ့နော် Galatas 3ကိုလည်းအမိလိုက်နေတဲ့အနေထားမှာရှိတယ်တော်တော်လေးပေါ့နော် chance ကလည်းတော်တော်လေးများနေတဲ့အနေထားမှာရှိတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့မော်ကြီးအသင်းဟာဆိုရင်ကျွန်တော်ဒီဇင်ဘာပေါ့နော်ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာဘီဘာအိုနဲ့ရှုံးပြီးတဲ့နောက်ပိုင်းပေါ့နော် Basitet ဘီဘာအိုအဲ့နှစ်သင်းကိုဇက်တက်ရှုံးပြီးတဲ့နောက်ပိုင်းအခုချိန်လက်ရှိထိပေါ့နော်၁၈ပွဲလောက်ရှိပါပြီရှုံးပွဲမရှိထားတဲ့ ဖီနာဘာဂျီဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒီနေ့ဘွဲက Ranger အနေနဲ့ဘလူးမမဖြစ်နိုင်ဘူးလို့ပဲကျွန်တော်သုံးသပ်ပြီးလိုက်ပါတယ်ဒါကြောင့်ဒီနေ့ဘွဲကကျွန်တော်လက်ဆောင်ဖြစ်လဲကျွန်တော်ပေးပါတယ်ဖီနာဘာဂျီဘော်ဒီပါဗျာကိုပေါင်းရတော့ကျွန်တော်ကိုပေါင်းလဲပေါ်သွားမယ်အနေထားမှာတော့ရှိတယ်ဒါပေမဲ့ကိုပေါင်းလေးတော့ကျွန်တော်လက်ဆောင်ထားပါတယ်ဗျာနောက်တော့ကျွန်တော်ဗီတိုရီယာပလာဇန်နဲ့ကျွန်တော်တို့လာဇီယိုနဲ့ပွဲစဉ်ကိုကျွန်တော်သုံးသပ်ပြီးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့လာဇီယိုကလည်းအဝေးကွင်းကနေပြီးတော့တည်ရှုံးပေးထားတယ်ကိုပေါင်းစီအရနှလုံးရှုံးပေးထားတာတွေ့ရပါတယ်ဗျာ ဒီကြီးကတော့တော်လေးညင်တက်နေတဲ့နေရာပါမနေသေးရပါတော့တော်လေးညင်နေတဲ့နေရာပါရှိတယ်။လာဇီကကျွန်တော်တို့အဆင့်တင်တဲ့ယူရိုဘာလိမှာအဆင့်တင်ရရှိထားတဲ့အသင်းအသင်းလေးဖြစ်တယ်။ဝေဝင်ဖောင်ရလည်းကျွန်တော်တို့အဆင့်တင်ပါပေါ့နော်ဖြတ်တန်းလာတဲ့နေသားရှိပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ဗီတိုရီယာနေနေပေါ့နော်တော်တော်လေးတော့ကစားရမယ့်နေထားမှာရှိတယ်ချက်အသင်းနေနေကျွန်တော်ဗီတိုရီယာပလာဇာအသင်းနေနေပေါ့နော်အိမ်ဝင်းဖောင်ရပြောမယ်ဆိုတော့မဆိုးတဲ့အသင်းနေမှာလည်းပါတယ်အခုကာရန့်ဖောင်အနေထားတွေရလည်းမဆိုးဘူးပေါ့နော်သူကလည်း ကောင်းနေတဲ့အနေအထားမှာရှိတယ်။ပြီးခဲ့တဲ့ဘက်ကျွန်တော်ဖီရန်ဘာရိုစ်အသင်းကိုကျွန်တော်အဝေးဘက်မှာသူက Firan Baro 10နဲ့ရှုံပြီးတော့အိမ်ခွင်းမှာ30နဲ့နိုင်ပြီးတော့တက်လာတဲ့ Victoria Plaza ဖြစ်ပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲဟာလာဒီယိုကကျွန်တော်ပေးလာတဲ့အနေအထားတွေက Victoria ဟိုတော့ကြိုက်ချင်စရာလေးတော့ရှိတယ်။ဒီပွဲစဉ်ကလည်းပြောရမယ်ဆိုတော့လာဂျီယိုကအသင်းကြီးသင်းဖြစ်တာနဲ့အညီပေါ့နော်။ Victoria Plaza ကိုအကောင်းဆုံးကစားသွားမယ်အနေအထားမှာရှိတယ်။နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဒီနေ့မှာဆိုတော့လူပြန်ဆုံလာမဲ့ လာစီယိုဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ website တွေရပါတော့သိရတဲ့အနေအထားမှာရှိတယ်။ဒါကြောင့်လာဇီယိုအနေနဲ့ပေါ့ကတ်နိုင်သွားမဲ့အနေထားလေးတွေအများကြီးတွေ့ရပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ဗီတိုရီယာဘလာဇန်ကလည်းအကောင်းဆုံးကစားမဲ့အနေထားရှိတယ်။အိမ်ဝင်လည်းအိမ်ဝင်ဖြစ်တာကြောင့်ပေါ့နော်။လာဇီယိုဘော်ဒီကပ်ပပားလေးတော့ကျွန်တော်သဘောကျတယ်။ဂိုးပေါင်းဆိုရင်တော့ဂိုးပေါင်းအောက်ပါဗျာ။နောက်တစ်တစ်ဝန်းကျွန်တော်တို့ရိုမာနဲ့ဘီဘာတို့ဘွဲစင်ကိုကျွန်တော်သုံးသပ်ပြီးသွားမှာဖြစ်ပါတယ်။ဒီဘွဲစင်မှာတော့ရိုမာနဲ့ပြီးတော့ လည်းပဲကျွန်တော်ပြားသုံးစင်ရှုံပေးထားတယ်ကိုပေါင်းစီရနှလုံးငါမှုရှုံပေးထားတာတွေ့ရပါတယ်ဒီကြေးကလည်းခုနလာစီပွဲလိုပဲညင်တက်နေတဲ့အနေအထားမှာရှိပါတယ်ဒီနေ့တည်းပြောရမယ်ဆိုတော့ထိထိတွေ့ဆုံမှုအတူအတူရတော့တချိန်ပေါ့နော်တွေ့ပြီးတဲ့အနေအထားမှာရှိတယ်ရိုမာကွင်းမှာပဲကန်သွားတဲ့အနေအထားပါဝမ်ဝမ်းနဲ့တေးကျသွားတဲ့အနေအထားမှာရှိပါတယ်ဗျရိုမာတည်းပြောရမယ်ဆိုတော့အိမ်ဝင်းဖောင်ကောင်းတယ်ဆိုတော့ကျွန်တော်ငငယ်ကျော်မျိုးတွေအတီးဆုံးဖြစ်ပါပါတော်တော်လေးပေါ့နော်တော်တော်လေးအဆင်ပြေနေတဲ့ရိုမာဖြစ်ပဲဖြစ်တာဆိုတော့ကျွန်တော်တွေ့ရတယ်နောက်ဆုံး ကျွန်တော်ပြိုင်ပွဲဆုံးဆယ်ရင်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တပွဲပဲရှုံးနေထားတဲ့ရိုမာဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်။နှစ်ပွဲတည်းကြာပြီးတော့ခုနှစ်ပွဲဇက်တိုက်ပေါ့နော်ခုနှစ်ပွဲအထိနိုင်ထားတဲ့ရိုမာဖြစ်တယ်ဆိုလည်းတွေ့ရတယ်။နောက်တစ်ချက်ကျွန်တော်ဘီဘာဘက်ကိုပြောမယ်ဆိုတော့ဘီဘာဟိုဟာယူရိုပါလိမှာတော့အဆင့်နှစ်တော့ရခဲ့တဲ့အနေထားမှာရှိတယ်။ကျွန်တော်ဝင်းဖောင်ရပြောမယ်ဆိုတော့တပွဲတော့ရှုံးနေထားတယ်။ရာဂူ69နဲ့ပေကူ69ခွင့်ပြုထားတဲ့ဘီဘာဘောဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအဝင်းဝင်းဖောင်လေးပေါ့နော်အနေငယ်ညံ့တဲ့အနေထားမှာရှိတယ်။ကျွန်တော်အက်ဒလီကိုနဲ့ပွဲမှာလည်းကျွန်တော်ပြောပြပါပြီ။ ဘီဘာဝါအစပန်ညိုတို့ကျွန်တော်တို့ဘတ်တစ်တို့အဲ့လိုမျိုးပေါ့နော်အသင်းသူနဲ့မသိမင်းဆိုရင်တော်လေးကစားခတ်တဲ့ကစားရတယ်ပေါ့တော်လေးကစားရတဲ့အနေထားမှာရှိတယ်လို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်ဒီနေ့ပွဲလည်းပြောရမယ်ဆိုတော့တေးချသွားမယ်ပွဲစဉ်တစ်ပွဲပါဒါပေမဲ့ကျွန်တော် level ပြား30အရှုံးအနေထားမှာ room မှာပဲကျွန်တော်ရင်းနှီးရမယ့်အနေထားမှာရှိပါတယ်1011ဖြစ်မဲ့ပွဲစဉ်ပါဗျာ ကိုပေါင်းအောက်ကတော့တော်တော်လေးကောင်းတဲ့အနေထားမှာရှိပါတယ်ဗျာနောက်တစ်ခုကတော့ကျွန်တော် agent နဲ့ front banner ကိုပွဲစဉ်ပါဒီပွဲစဉ်မှာဆိုတော့ agent ကနေပြီးတော့ level ပြား30ရှုံးပြီးတော့တယ်ကိုပေါင်းကြီးရပြောမယ်ဆိုတော့3လုံး80တိုင်းပေးထားတာတွေ့ရပါတယ်အခုချိန်မှာဆိုတော့ agent ဟာ level 5မူထိတက်လာတဲ့အနေထားမှာရှိတယ်။ကိုပေါင်းစည်းအရလည်းဒီလိုပါပဲ။၃လုံး30နိုင်ထိ တက်လာတဲ့အနေထားမှာရှိပါတယ်။ကိုပေါင်းစည်းလေးတော်တော်လေးတက်လာတဲ့အနေထားမှာရှိပါတယ်ဗျာ။ အေဂျက်ကလည်းပြောရမယ်ဆိုတော့ current foreign data တွေကတော်တော်လေးဟိုမှာကောင်းနေတဲ့အေဂျက်ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဟွန်လန်မှတ်ပေးမှလည်းအဆင့်တနေရမှာရက်တီနေတဲ့အေဂျက်ဖြစ်တယ်။ framework ကပြောရမယ်ဆိုတော့ framework ကနှစ်ပွဲဆက်တိုက်ပေါ့နော်ပွဲပန်းမဲ့အနေထားတွေတော့ရှိတယ်။ Leverkusen Bayern Munich လို့အသင်းကြီးကြီးနဲ့ကန်ထားရတဲ့အနေထားတွေကဒီနေ့ပွဲကကျွန်တော် front back အနေနဲ့ away win form ကလည်းတိတ်ကောင်းတဲ့အထက်မှာလည်းမပါဘူး။ဒါကြောင့် agent အနေနဲ့အိမ်ဝင်းမှာအနိုင်ရအောင်ကန်ထားရမယ်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်။ အချက် body နဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ဘဲကျွန်တော်ရွေးချယ်ပြလိုက်ပါတယ်ဗျာနောက်တစ်ခုကလည်းကျွန်တော်ဘော်ဒိုကလင်းနဲ့ Olympia Costro ပွဲစဉ်ကိုကျွန်တော်သုံးသပ်ပြီးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့ဘော်ဒိုကနေပြီးတော့ကျွန်တော်ပြန်ပေးထားရတယ်ပေါ့နော် level 5မှုရှုံးပေးထားတဲ့အနေအထားမှာရှိတယ်ဂိုးပေါင်းစီအရာပြောမယ်ဆိုတော့3လုံး80နိုင် ပေးထားရတွေ့ရပါတယ်အခုချိန်မှာဆိုတော့ဘော်ဒိုကလင်းကကျွန်တော်ပြောရမယ်ဆိုတော့ level ပြ30လောက်ပေါ့နော်ကျသွားတဲ့အနေအထားမှာရှိသလိုဂိုးပေါင်းစီလည်းဒီလိုပါပဲကျွန်တော်နှလုံး80ရှုံးလောက်ထိ လာတဲ့အနေအထားမှာရှိပါတယ်။စုံချလာတဲ့အနေအထားပါ။နောက်လည်းပြောမယ်ဆိုတော့ Olympia Coast ပေါ့နော်။ Olympia Coast ကတော်တော်လေး Greek အသင်းအသင်းမှာဆိုလေတော်တော်လေးကောင်းနေတဲ့အနေအထားမှာရှိတယ်။စစ်တနေရာမှာလည်းရပ်တည်နေတယ်လို့ကျွန်တော်တို့ Europa League မှာဆိုလေအဆင့်9နဲ့ခြေစပွဲပေါ့နော်။ကံစည် Playoff ကံစည်အောင်ဘလို့ပဲနဲ့ ဒီဆင်းကိုတက်လာရင်းဖြစ်ပါတယ်ဘော်ဒိုကလင်းကလည်းပြောမှာဆိုတော့နော်ဝေးလီယာပေါ့နားထားတဲ့အနေထားတွေကြောင့်ယူရိုပါလီကိုပဲပေါ့နော်သူကလည်းအားဆိုင်ပြီးတော့ကစားနေတဲ့အနေထားမှာတွေ့ရပါတယ်ဗျာဘော်ဒိုကကျွန်တော်ပြောမှာဆိုတော့20ကိုပေါ့နော်ကျော်ဖြတ်ပြီးတော့တက်လာတဲ့ဘော်ဒိုဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အိမ်ဝင်းဖောင်ပေါ့နော်အိမ်ဝင်းဖောင်မဆိုးတဲ့အနေထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစီဗျာ ဒီနေ့ပွဲကတော့ပြောမယ်ဆိုတော့ Olympia Coach ရဲ့အသင်းပေါ်မှာမူတည်ပါတယ်။ဂရီအသင်းပြပြီးပေါ့နော်။ခန်းစစ်ကိုဦးစားပေးပြီးတော့ပဲဆော့လာမယ်အနေထားမှာရှိပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်တို့ goal ball out တကြောင်းနဲ့ရပါတယ်။တော်တော်လေးကောင်းတဲ့အနေထားမှာအဆင်ပြေမဲ့အနေထားမှာရှိတယ်။အနိုင်ဆုံးတော့ကျွန်တော်တို့ခပ်ပါးပါးလေးပေါ့နော်။ border လေးတော့ကျွန်တော်ကြိုက်တဲ့အနေထားမှာရှိတယ်။ Olympia Coach နေနဲ့ခန်းစစ်ပဲကစားလာမယ်။ပွဲစဉ်တစ်ပွဲလောက်ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်။ Olympia Coach ကလည်းကျွန်တော်အဝင်းမှာပြောမယ်ဆိုတော့ပေါ်တိုတွေပါနိုင်ပြီးတော့ပေါ့နော်။တော်တော်လေးကောင်းတဲ့ Olympia Cost ဖြစ်တာဆိုတော့တွေးရတယ်။ Lion ဝဲ20နဲ့ရှုံးနေထားတဲ့ Olympia Cost ပါ။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ပွဲကလည်း Olympia Cost နေနဲ့ထိမိတော့ပဲကန်သွားမဲ့အနေထားမှာရှိပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်တို့ဂိုးပေါင်းအောက်ကပို့ပြီးတော့ကောင်းပါတယ်ဗျာ။ဒါတော့ကျွန်တော်ယူရိုဘာလီပေါ့နော်ပွဲစဉ်တွေကျွန်တော်သုံးသပ်ပြီးတော့အနေထားမှာရှိတယ်။ယူရိုဘာကွန်ဖရင့်လေးရအောင်ချက်စီပေါ့နော်ချက်စီနဲ့ကိုပန်ဟေဂင်နဲ့ဆိုရင်တော့ချက်စီကကျွန်တော်130နိုင်ပေးထားတာတွေ့ရပါတယ်။ ကိုပေါင်းစည်းအရာကျွန်တော်3လုံး20နိုင်ပါတော့ကျော်လေးချင်းပြင်းရှာတဲ့အနေထားမှာရှိတယ်အခုချိန်မှာကျွန်တော်ကိုပေါင်းစည်းအရာ3လုံး9မှုနိုင် ဖြစ်လာသလိုကို body စည်းအရာလည်းကျွန်တော်1တေလောက်ဖြစ်လာတဲ့အနေထားမှာရှိတယ် channel Europa Conference League မှာ Chelsea ပဲပေါ့နော် Chelsea ပဲရမယ်အနေထားမှာအများကြီးတွေ့ရပါတယ်ကျွန်တော်ကြေးရပြောမှာဆို body ကြေးကတက်လာသလိုကိုပေါင်းစည်းအရာတော့ကျသွားတဲ့အနေထားမှာရှိတယ်ဒါကလည်းအဖြေကတော့ရှင်းပါတယ် Chelsea 1C 2C ပေါ့နော်အဲ့လိုမျိုးဖြစ်မဲ့အနေထားမှာရှိတယ် Copenhagen ကလည်းပြောမှာဆိုတော့ Eindhoven မဆိုးဘူးပေါ့နော်တော်တော်လေးကောင်းတဲ့ Garden Farm တွေရောအင်ဂွင်ဖောင်ရောမဆိုးတဲ့ Copenhagen ဖြစ်တာကြောင့်ချက်ချင်းနေတယ်လဲတော်တော်လေးကံရမဲ့အနေထားမှာရှိတယ်။ဒါကြောင့်ကျွန်တော်ကိုးနေသွားမဲ့ပွဲစဉ်တစ်ပွဲပါကျွန်တော် Copenhagen နေနဲ့တည်ရအောင်တော့ကံမဲ့အနေထားမှာတော့ရှိတယ်။ One Day ရတော့ Nelly ရော Race များမဲ့အနေထားမှာရှိပါဗျာ။ဒါကြောင့်ကျွန်တော်ကိုးပေါင်းအောက်ပဲကျွန်တော်ရွေးချက်ပြီးလိုက်ပါတယ်ဗျာ။နောက်တစ်ခါတော့ကျွန်တော် Panadia Cost ပေါ့နော် Panadia Cost နဲ့ဒါပြန်ပြီး Great အသင်းပဲပေါ့နော် Fiorentina နဲ့ပွဲစဉ်မှာ ဒီပွဲစဉ်ကလည်းပြောရမယ်ဆိုတော့ကိုပေါင်းအောက်ပေါ့နော်တော်တော်လေးကောင်းတဲ့အနေအထားမှာရှိတယ်။ဖလိုရန်တီးနာကပြန်ပေးထားတယ်ပေါ့လေမငါမှုနဲ့ပြန်ပေးထားတဲ့အနေအထားတွေက1-1ဖြစ်မဲ့ပွဲစဉ်တစ်ပွဲပါဗျာ။နောက်တစ်ပွဲကကျွန်တော်ဘက်တစ်နဲ့ဗီတိုရီယာကူမာရက်စ်နဲ့ပေါ့ဒီပွဲစဉ်ကလည်းပြောမလို့ဘက်တစ်ကကျွန်တော်1တီလောက်တော့ပေးထားတယ်။ဗီတိုရီယာကူမာရက်စ်ကူမာရက်စ်ကပြောရမယ်ဆိုတော့အဆင့်နှင့်ပေါ့နော်အဆင့်နှင့်မှာရက်တီပြီးတော့ဖြတ်တန်းလာတဲ့အနေအထားမှာ ောက်တစ်ချက်ကျွန်တော် current form အနေထားတွေရတယ်မဆိုးဘူးเนาะအိမ်ဝင်း batch ကကောင်းတယ်ဆိုပေမဲ့လည်းဒီနေ့ဘွဲ့ Victoria Gumares အနေနဲ့ပေါ့เนาะအကောင်းဆုံးခံကစားသွားမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ် Boris ရဲ့လည်းအခုချိန်မှာတော့ကျလာတယ်ပေါ့130 190နိုင်လောက်ပြန်ဖြစ်လာရဲဆိုတော့ကိုပေါင်းစီကတော့ဒီတိုင်းပဲပေါ့နော်ကိုပေါင်းစီကတော့နှလုံး80ရှုံးပါပဲငြိမ်သက်နေတယ်ဆိုတော့ရင်းဘွဲကလည်း 1C 2C ပေါ့နော်ဗတ်တက်တင်တဲ့ 1C 2C 11အဲ့လိုမျိုးဖြစ်မဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပြလိုက်ပါတယ် ဒီဘက်မှာတော့ကျွန်တော်ဘတ်တစ်ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဘတ်တစ်နဲ့အိမ်ဝင်းပေါ့နော်တော်လေးကောင်းတဲ့အနေထားမှာရှိပါတယ်ဗျာကဲဒါတော့ကျွန်တော်တကယ်ချင်းကြောင့်ပြလိုက်တာတော့အကောင်းဆုံးပေါ့နော်ကျွန်တော်ရွေးချယ်ပြီးတော့အကောင်းဆုံးအကုန်လုံးပေါ့ပြပြသွားတဲ့အနေထားမှာရှိတယ်အကြိုက်ဆုံးပွဲစဉ်နှစ်ပွဲကိုရွေးမယ်ဆိုတော့ကျွန်တော်အခုနောက်ပြောထားတဲ့တပွဲပါတယ်ပေါ့နော်ဖီနာဘာချီတော်တော်လေးကောင်းနေပေါ့နော်တော်တော်လေးဒါလက်ဆောင်ဖြစ်လဲကျွန်တော်ပေးထားတယ်ဖီနာဘာချီလေးကောင်းပဲဗျာနောက်တစ်ပွဲ နောက်တစ်ခွဲကျွန်တော်ရွေးပါဆိုတော့ကျွန်တော် eject ပေါ့နော် eject body ကိုကျွန်တော်ကြိုက်ပါတယ်ဗျာ eject ဒီနေ့ဇုံပေါ်သွားမဲ့လက္ခဏာတွေအများကြီးတွေ့ရပါတယ် eject နဲ့ကျွန်တော် finger patch ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာကဲကြောင်းတဲ့ငယ်ချင်းတွေဒီနေ့သုံးသပ်ရတဲ့ဗီဒီယိုကြိုက်နေတဲ့ဆိုရင် like subscribe follow လေးလုပ်ပြီးတော့အားပေးသွားကြပါအောင်လို့ကျွန်တော်အားပေးချမ်းသွားကြပါအောင်လို့ကျွန်တော် ပြောပြစီအဲတော့ channel နဲ့ကျွန်တော်တို့ ဒီနေ့တုံးသက်သွားတဲ့ဗီဒီယိုကိုဟောနော်အချိန်မီလို့ရှိရင်ဘက်ကံကိုလည်းကျွန်တော်ပြောပြရစီဗျာပွဲစဉ်တွေကများတဲ့အတွက်ကြောင့်ကျွန်တော်တကယ်ချင်းတွေကျွန်တော်မောင်းကက်လေးတော့ထိုးကြပါဗျာအဓိကပွဲစဉ်ကတော့ကျွန်တော်ဒီတိုင်းပဲကျွန်တော်ရွေးပြီးသွားမဲ့အနေထားမှာရှိပါတယ်ဗျာကျွန်တော်တကယ်ချင်းတွေလည်းပေါင်းပြကြပါစီမြန်မာပြည်လည်းအေးချမ်းပါစီဗျာ